နော်ကျွန်တော်အဲ့ဒါကိုအဲ့နှစ်မနက်မနက်6နာရီလောက်မှတိလိုက်ရအောင်တိလိုက်ရစီမှာဟာဒုံးဆိုပြီးကျွန်တော်ရှော့ဖြစ်သွားရှော့ဖြစ်သွားဆိုတာဟိုရိုက်ကူးကြီးအကြောင်းရှော့ဖြစ်တာမဟုတ်ဘူးဖခင်တယောက်ဆုံးပါရဲ့ဒါနီမီဒီယာခန္ဓာကျောကျွန်တော်သိတယ်ကျွန်တော်အတီဆုံးကျွန်တော်ကိုရန်လည်းဟိုဖခင်ဆုံးပါထားရသူဆိုတော့သူ့ကိုကျွန်တော်မေးတယ်ဟာဒါပြန်ခြင်းလားဘယ်လိုလုပ်ခြင်းလဲဘယ်လိုဆန္ဒရှိခြင်းမှာအမမပြန်ဘူးတဲ့မပြန်ဘူးတဲ့ तू ကျန်တဲ့နှစ်ရက်ကိုအကောင်းဆုံး तू ရိုက်မယ်တဲ့ဟိုပြီးပြီးဟိုပြီးမှပဲ तू ပြန်မယ်ဆိုတော့ ဲ့ဒါကြီးကိုမယုံနိုင်ဖြစ်သွားဟဲ့တကယ်ကြီးလားဆိုတော့ဟုတ်တယ်ဟိုအဖေဆုံးကချက်ချက်ချင်းမပြန်ခဲ့ရတာဗိမဲ့ငါအကောင့်စူးစမ်းခဲနိုင်နေပါလားဆိုတော့ကိုကိုကိုနောင်တမရအောင်အကောင့်စူးစမ်းလိုက်ပါဆိုပြီးတော့သူငိုပြီးတော့နားထောင်နေတကယ်လဲစူးစမ်းတယ်ဒီလိုမျိုးရင်းနှီးပြီးတော့မှရတဲ့ဒီနှစ်ရက်လေးမှာသူအများကြီးစူးစမ်းခဲ့တာတွေ့ရတဲ့အတွက်တကယ်ကိုချင်းတဲ့ပီတီဖြစ်မှုကအတိုင်းမသိပဲဘောနော်တေချာပါတယ်ဒီကား ကထွက်လာတဲ့ခါကျရင်မတမီယာထွက်လာခါကျရင်မဝင်းတပြေထွန်းအတွက်ပရိသတ်တွေရဲ့ရင်ထဲမှာအနုမြာလောကမှာနေရာတနေရာကျင်းတည်ရစီမယ်လို့ကျွန်တော်ဒါရိုက်တာတယောက်အနေနဲ့ယုံကြည်မှုပြည့်ရှိပါတယ်